နောက်ကျအော်တိုဘာလ14ရက်နေ့အင်္ဂါနေ့အတွက်နောက်ဆော်ရမူလဝတ္တခန့်မှန်ချက်တွေနဲ့တောက်သူတွေအတွက်အထူးရေးကြီးတဲ့တတိပေးချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မိုးလွန်ကာလကိုရောက်ရှိနေပြီဖြစ်ပေမဲ့လာနီညာနဲ့ IOD negative ရာသီဥတုဖြစ်စဉ်တွေကြောင့်မုတ်တုံဆုတ်ခွာမှုနောက်ကျပြီးအော်တိုဘာလကုန်ထိမိုးများဆက်လက်ရွာသွန်းလိုက်ပါတယ်။ မိုးနောက်ကာလပြီးမိုးလွန်ကာလတွင်လာနီညာဖြစ်နိုင်ခြေ82ရာခိုင်နှုန်းရှိနေတဲ့အပြင်အိန္ဒိယသမုဒ္ဒရာမှာဖြစ်ပေါ်တဲ့ IOD negative ဖြစ်စဉ်တွေကြောင့်အော်တိုဘာလကုန်ရက်တွေအထိဆူထိုင်းစားမြင့်မာပြီးမိုးရသွန်းမှုကိုအားပေးနေပါတယ်။ဒီအခြေအနေတွေကြောင့်မုတ်တုံဆုတ်ခွာမဲ့ရက်တွေနောက်ကျနေပြီးမုတ်တုံနောက်ကျမှုတွေဆက်လက်ရသွန်းနေမှာဖြစ်ပါရဲ့ရှင်။ အထူးသဖြင့်အလဲပိုင်းမိုးနှင်းရေရှာဒေသတွေမှာရွာသွန်းမြေထက်မိုးပွန်ရသွန်းလိုက်ပါတယ်။မနေ့ပြန်အတွက်မိုးရသွန်းမှုခန့်မှန်းချက်တွေကိုပြောပြရရရင်တနင်္သာရီတိုင်းနေနေပြီးတော့မှနေရာနှံ့ပြ၊ရှမ်းပြည်တောင်ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊မန္တလေးတိုင်း၊မကွေးတိုင်း၊အေရဝတီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာဆက်ဆက်မိုးရနိုင်ပါတယ်။ချင်းပြည်နယ်နဲ့ပဲခူးတိုင်းမှာတော့နေရာကျကျမိုးရနိုင်ပြီးမန္တလေးတိုင်း၊နေပြည်တော်နဲ့မကွေးတိုင်းတို့မှာတော့နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရှင်။ ဒေသအလိုက်အထူးခန့်မှန်းချက်တွေအနေနဲ့ကတော့ပလောက်ဒဝဲကလိန်အောင်ဖရာသုံးစုကြာရင်စိတ်ကြီးစုကလိကော့ကရိတ်ကျုပ်တို့နဲ့လှိုင်းပွဲတို့မှာမိုးတင်းတင်းကနေမိုးများပြီးနေရာကွက်မိုးကြီးနိုင်ပါတယ်မတူပြီးရေစွာဟာခမကီးအိမ်နူနဲ့မအီမျိုးတွေမှာမိုးနှင်းငယ်ကနေမိုးတင်းတင်းရွာနိုင်ပြီးနေရာကွက်မိုးများနိုင်ပါတယ်ရှင် ကပလီပင်လယ်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတော့မုတ်တုတ်လေအားနှင်းနေပြီးနာမည်နှစ်ရက်တာအထိမြမကန်ယူနယ်တခြားနယ်ကန်လွတ်ပင်လယ်ပြင်တို့မှာလိုင်းနှင်းငယ်ကနေအတင်းတင်းသာရှိနေမှာဖြစ်တယ်လို့ပင်လယ်ပြင်ခရီးသွားတွေနဲ့ကန်နီကန်ဝေးရေလုပ်သားတွေကိုအသိပေးလိုပါတယ်ရှင်မူလဝတ္တပညာရှင်ဦးဝင်းနိုင်ရဲ့ခံမှန်ချက်တွေအရလာမယ့်9ရက်ကာကာလအတွင်းရခိုင်တနင်္သာရီတိုင်းနဲ့အေရဝတီတိုင်းတို့မှာမွေးကြိမ်သုံးလမထက်ရရှိနိုင်ပါတယ် မန္တလေးတိုင်းနေပြည်တော်နဲ့မကွေတိုင်းတို့မှာတော့နေရာကွက်မိုးကြီးနိုင်တာကြောင့်ဆောက်သိန်းနံစိုက်ပျိုကြမဲ့တောက်သူတွေအနေနဲ့မိုးများပြီးစိုက်ပျိုလဲတဲ့ရေဝတ်ကမျိုးစေးပုတ်တာမှုကတ်တာနဲ့ပြိုးပင်ပေါက်တွေတည်ဆုံတာတွေကိုဖြစ်ပေါ်တတာကြောင့်တတိပြုလုံးဆောင်ကြဖို့တိုက်တွန်းလိုပါရဲ့ရှင်မူလဝေတာဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CG platform ရဲ့နောက်ဆက်ရမူလဝေတာခံမှန်းချက်တွေကိုဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တရရခံလိုပါရှင်။